တရင်ငွေသားသမီးများအားလုံးမင်္ဂလာပါတရင်ငွေကနေသားသမီးများတို့အတွက်ဒီဘက်မှာဆိုလို့ရှိရင်တော့၈ရက်9လ2025မှာ14ရက်9လ2025ထိပဲဖြစ်ပါတယ်အဲ့တော့ဒီဘက်စာပေးတယ်တရင်ငွေသားသမီးတွေရဲ့ရင်ထဲမှာ အောင်မြင်အောင်ကြီးပွားအောင်တိုးတက်အောင်ဘဝမှာလူအောက်ကြသူအောက်ကြမဖြစ်အောင်ဇွဲလုံးလာဝရိယတွေနဲ့အားစိုက်ကြိုးစားမယ်ဆိုတဲ့စိတ်တွေအခုရင်ထဲမှာစဉ်းစားတွေးတော်နေပါတယ်မျောလဲတောင်းတရည်ရွယ်ချက်က အားလုံးနဲ့ချစ်ခင်ဖို့သိမြတ်ဖို့မေတ္တာစိတ်မေတ္တာမှအချစ်စိတ်ချစ်မှန်လေးနဲ့ရည်ရှိလက်တွဲနိုင်ဖို့ရှေ့ဆင့်နိုင်ဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာမျှော်လင့်တောင်းတနေပါတယ်ကိုယ့်ရဲ့နှလုံးသားကိုတစ်ဖက်လူကကိုယ့်ရဲ့မေတ္တာရဲ့အကြောင်းတွေသိအောင်ဘူးဒီခရမ်းသီးလို့ခွဲပြလို့ရရင်ခွဲပြလိုက်ခြင်းနဲ့ဆိုတဲ့စိတ်တွေဒါကိုယ့်ရဲ့ရင်ထဲမှာမျှော်လင့်တောင်းတနေပါတယ်မမျှော်လင့်မဲနဲ့ဘလို့ဟာမှုကြုံမလဲတနင်္ဂနွေသားသမီးတွေမှာဘေးကျန်တဲ့ကြအကျက်သေးတွေကြုံမယ်ကိုလောက်တာမှုပဲနဲ့ သူများကြောက်တွန်းလို့သူများပြဿနာရှာလို့အဲ့လိုပါလို့လောက်ကြံမဲ့သူတွေဝိုင်းဝိုင်းလေနေတတ်တယ်တတိထားရမယ်တနင်္ဂနွေတာသမီဒီကာလမှာပေါ့နော်အဲ့တော့အဲ့လိုအကြက်တဲ့အခက်ခဲတွေကြုံပြီးဆိုလို့ရှိရင်အချင်းကြနေတဲ့တရဝါအချုပ်ကြနေတဲ့တရဝါချီနောင်ထားတဲ့တရဝါကိုကျိုးဖြည့်ပြီးတော့လွတ်လိုက်ကိုဖြစ်ချင်တဲ့ဆန္ဒတော့စူတောင်းပေါ့ကိုရခက်သေးလို့တော့ပြောပေါ့အဲ့တူအဲ့လိုလှုပ်လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ် စိတ်ညစ်စရာပူပင်တော့ကအနေနဲ့အကြောင်းအမျိုးမျိုးကြောင့်ရက်ဆိုင်လာတဲ့အလုပ်တွေနောက်တစ်ကြော်ပြန်လုပ်ဖို့မစုံနိုင်တဲ့သူတွေနဲ့နောက်တစ်ကြော်ပြန်ဆုံဖို့ကျမ်းမာရေးတွေကောင်းဖို့စသည်အပြင်အဲ့လိုဟာမျိုးတွေအတွက်ကိုကိုမှစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်အဲ့တော့ကိုကကိုလုံနေတဲ့အလုပ်ဒီကျမ်းမာရေးညံ့စီတဲ့အလုပ်လားအဲ့ဒါဆိုရင်အဲ့ဒီဟာရဲ့စန့်ကျင်ဘက်ကကျမ်းမာရေးကောင်းစီတယ် ငါလုပ်နေတဲ့အလုပ်ကစီးပွားရေးကြဆုံးတဲ့အလုပ်လားပတ်စံမရတဲ့အလုပ်လားအကျိုးမရှိတဲ့အလုပ်လားအဲ့လိုကိုစဉ်းစားအကျိုးရှိတဲ့အလုပ်ကိုလုပ်ရင်ချမ်းသာသွားလိမ့်မယ်အောင်မြင်သွားလိမ့်မယ်နော်အဲ့တော့အတွေးခေါ်ဆိုတာလူတိုင်းလူတိုင်းနဲ့မတူဘူးအတွေးခေါ်ကောင်းတဲ့သူကလောကမှာအောင်မြင်တယ်ကြီးပွားတယ်ချမ်းသာတယ်ကဲဒီချိန်မှာငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေရဲ့ကံစားတာမှာဆိုလို့ရှင်တော့အခွင့်အရေးတွေရပါလေရတယ်မယူတတ်တာမျိုး အဲ့တော့ဝင်ငွေတွေနဲ့ပတ်သက်ပြီးဘလောက်ပဲဝင်ဝင်အဖတ်မတင်တာမျိုးအကျိုးမရှိတာမျိုးအဲ့လိုဟာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။ပညာရေးနဲ့ပတ်သက်လို့ရှင်တော့မကြခင်မှာမိကောင်းဆွေကောင်းတွေစုံစည်းမယ်၊ကူညီမဲ့သူတွေပေါ်လာလိမ့်မယ်။အဲ့လိုဟာမျိုးတွေကလည်းရှေ့ဆက်အောင်မြင်အောင်လုပ်ဖို့တွေအကြောင်းတွေဖန်လာပါလိမ့်မယ်။ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကဒီကာလအတွင်းမှာဘလောက်ပဲဝင်ဝင်အိတ်ပေါက်ကြီးနဲ့ဖားကောက်နေတယ်လို့ပဲဒီကထည့်တယ်အောက်ကပေါက်နေတာကိုခွတ်ထားပေါ့။အဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်။ဒါက ီချိန်ရဲ့ဝင်ငွေနဲ့ပတ်သက်ပြီးအဲ့တော့အိမ်တော်ရှင်တင်းငွေသားသမီးတို့ရဲ့ဘဝမှာဆိုလို့ရှင်တော့မိသားစုနဲ့ပတ်သက်ပြီးပျော်ရွှင်စရာစိတ်ချမ်းသာစရာတပြည့်ပြည့်နဲ့ကောင်းသောပြောင်းလဲတိုးတက်ခြင်းအောင်မြင်ခြင်းတွေရရှိပါလိမ့်မယ်။ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုယ့်ရဲ့မိသားစုစိတ်ချမ်းသာဖို့ပျော်ရွှင်ဖို့သားသမီးအတွက်မိသားစုအတွက်အတူနေတဲ့သူတွေနဲ့ပတ်သက်ပြီးအဆင်ပြေပြေဖြစ်ဖို့အတွက်ကိုပဲဒါငွေကုန်ကြီးကြများပါလိမ့်မယ်။ကဲအဲ့တော့ဓိဝသနာပါလို့ ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့ခြုံတယ်တွေတပတ်တွေနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးတော့ကဏ္ဍလက်ဆောင်တွေအတွေ့ရပါလိမ့်မယ်မြန်နာရီပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့ခရီးသွားမဲ့သူကိုလမ်းစေလူပါစားစေလူပါအဲ့ဒါဆိုရင်အားလုံးအဆင်ပြေကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင် ဒီတစ်ပတ်တင်းငွေတာသမီများအတွက်ဒီမှာပဲညီကုန်ချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39255380 38ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ Viber ဆက်သွယ်လို့ရပါတယ်အနေနဲ့ရရဲ့အတိုင်းတိုင်းပြည်ပြည်ကကြီးစုနေကြကုန်သောခုနှစ်တာသမီလဲဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ပေးတင်ပေးလို့ရပါတယ်ကဲဒီလောက်ပါပဲတင်းငွေတာသမီအားလုံးလူရဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာတင်းလာတာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါ တနင်္လာသားသမီးတွေအတွက်7ရက်9လ2025မှာ14ရက်9လ2025အထိပဲဖြစ်ပါတယ်တနင်္လာသားသမီးတွေရဲ့ယင်ထဲမှာအဝေးတနေရာကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့ယင်ထဲမှာယင်ခုံစရာစိတ်ကြည်မှုစရာတွေအကောင့်တွေဖော်ဖို့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ကလေးတွေအကောင့်ဖော်ဖို့အဆင်ပြေဖို့အဲ့ဒါလိုအကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားပြီးတော့နေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေ ဝါသနာပါရာသူတို့လူကျင်သောသူတို့ပညာရေးသူတို့ရဲ့အမှုပညာဂီတစသည်အားဖြင့်အဲ့ဒီလိုဟာမျိုးတွေနဲ့ပတ်သက်ပြီးအစဉ်ပြေပြေအောင်အောင်မြင်မြင်ဖြစ်ဖို့အခက်အခဲမရှိဘဲနဲ့ရည်ရှိအတွက်အစဉ်ပြေနိုင်ဖို့အတွက်ကိုပဲဒါကိုရင်းထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲ့ဘယ်လိုဟာမျိုးကြုံမလဲလက်ရှိနေရာမှာနေရနေရတာလောက်ကြရတာရက်တီရတာစိတ်နှောက်ရှက်ဖြစ်စရာမျိုးစုံကြုံတွေ့ရတတ်တယ် စိန်ညစီယာပူပင်တော့ကအနေနဲ့ကတော့ခยีသွာလာမှုနဲ့ပတ်သက်ပြီးစီးစီယာရင်ထားနိုင်ပတ်သက်ပြီးတစ်ခုမဟုတ်တစ်ခုတစ်မျိုးမဟုတ်တစ်မျိုးခဏခဏစိန်ညစီယာလေးတွေကြံခံပြီးတော့ကြုံတွေ့ရတတ်တယ်အဲ့ဒီစိန်ညစီယာကလည်းမကြခင်မှာကျက်ပြောက်မှက်ပြောက်ပျောက်ပြီးအကောင်းဘက်ကိုပြောင်းသွားပါလိမ့်မယ်ငယ်ရွယ်တဲ့တနင်္လာသားသမီးတွေကန်စာတာမှာချိုကြံမယ်ချွေတာမယ်စူဆောင်းမယ်အလုံးနဲ့လက်နဲ့မပြအောင်လုပ်မယ်ဆိုတဲ့စိတ်ဆန္ဒ အဲ့တော့ငငယ်ရွယ်ရဲ့သူများပေါ်စာနာစိတ်မေတ္တာထားစိတ်အဲ့လိုဟာမျိုးတွေနဲ့ကိုယ့်ရဲ့ရင်ထဲမှာထုံမုံပြီးတော့ပြည့်နှက်နေတတ်တယ်အဲ့တော့ကိုယ့်ရဲ့ရင်ထဲမှာသူတော်ကောင်းစိတ်တွေအများကြီးကိန်းကောင်းနေတာမျိုးအကြောင်းဖန်လာပါလိမ့်မယ်အဲ့တော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်လို့ရှင်လဲကောင်းသောပြောင်းလဲခြင်းတွေကြုံတွေ့ရလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းညာတွေကလည်းကိုယ့်ရဲ့စွမ်းဆောင်မှုကိုယ့်ရဲ့လုပ်အားနဲ့ကောင်းသောဝင်ဝင်မျိုးရရှိလာပါလိမ့်မယ်အချောင်မရဘူးဆိုတဲ့ပုံစံမျိုးတော့ပြထားပါဗျာ အိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ကြုံတွေ့ရတတ်တယ်။ကိုယုံကြည်ရတဲ့သူတွေကယုံကြည်စရာမကောင်းတာမျိုးကိုလေးလေးစားရတဲ့သူတွေကလေးစားစရာမကောင်းတာမျိုးအထင်နဲ့အမြင်နဲ့တခြားစီပဲ။အဲ့တော့အားကိုးတကြီးနဲ့ရင်ထဲမှာပေါ့သွားမလားဆိုပြီးတော့ကိုယ့်ရဲ့ယဉ်နှင်းစကားတွေဖွင့်ချလိုက်တယ်ပြောပြလိုက်တယ်။သူကပဲသစ္စာမဲ့တာမျိုးတင်းနာသားသမီးတွေကြုံတွေ့ရပါလိမ့်မယ်။ခွက်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမကုံသင့်တဲ့ကိစ္စတွေလှုပ်ဝက်ပြီးလုပ်တဲ့ကိစ္စတွေကြောင့်ငွေကုန်ချေးကြများပါလိမ့်မယ်တဲ့ဗျာ။ ဒီဝတနာပါတို့ထီတို့ကျင်တဲ့မိတ်ဆွေတွေကတော့ဇပွဲထိုင်ကုန်ရဲ့အနီးနားမှာရှားကြည့်ပါဇပွဲနဲ့ထိုင်ကုန်နဲ့တွဲထားတဲ့နေရာရဲ့အနီးနားမှာမိတ်ဆွေတို့အချိုးပေးသောကနန်းသုံတရားတွေ့ရပါလိမ့်မယ်ကဲညံ့တာလေးပြပြောင်းပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့ရအနေနဲ့ကတော့9ခုနှစ်ကောင်လွတ်ချင်းအားဖြင့်အညံ့လေးအားလုံးပြပြောင်းသွားပါလိမ့်မယ်လို့ပြောရင်တနင်္လာသားမီးများအတွက်ဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39255380358ပဲဖြစ်ပါတယ် ဒီနေ့ဟောပြောခြင်းကတော့နေ့လယ်7:00နာရီကနေ့7:00နာရီခွဲကိုဖုံးဆက်မယ်နာမည်စာရင်းပေးမယ်ညနေ3:00နာရီအထိတူးချင်းကိုပြန်လဲဟောကြားပေးပါတယ်။ကဲဒီလောက်ပါပဲဖုန်းနံပါတ်ကဒီမှာနော် Viber နဲ့ဆက်သွယ်ပေးမယ်။အင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။အဲ့တော့အင်္ဂါသားသမီးတွေအတွက်8ရက်9လ2025မှာ14ရက်9လ2025အထိပဲဖြစ်ပါတယ်။အင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာ ဇိမ်ခံပစ္စည်းတွေနဲ့အထက်တန်းကြကြနေနိုင်အောင်ကြိုးစားဖို့စွမ်းဆောင်နိုင်ဖို့အဲ့ဒါလိုဟာမျိုးတက်တောင်တက်တာနဲ့ဘဝမှာပြည့်ပြည့်ရွှင်ရွှင်စိတ်ချမ်းသာကိုချမ်းသာနေနိုင်ရက်တည်နိုင်ဖို့အတွက်ကိုဒါကိုရေနှမ်းမှာစဉ်းစားတွေးတော်နေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့လက်ရှိနေရာမှာဝင်ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေထွက်ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေမျှတအောင်ဆက်လက်စူးစမ်းသွားဖို့အဲ့တော့ကိုစူးစောင်းထားတဲ့ဟာတွေကထုတ်မရောပါပဲမကုန်မဲနဲ့ တိုးပွားအောင်လုပ်ဖို့အကြောင်းအရာတွေကိုဒါခုရဲ့ရင်းထဲမှာမျောလင်းတောင်းတနေပါတယ်။မမျောလင်းမဲအင်္ဂါသားသမီးတွေဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့လူနေမှုအစင်တန်းမြင်မာခြင်းဩဇာအာဏာကြီးမာခြင်းလုံးသမျှကိုင်သမျှတိုးတက်ခြင်းအောင်မြင်ခြင်းဆိုတဲ့ဟာမျိုးကြုံပေးရမယ်။ဒါပေမဲ့တိုးတက်အောင်မြင်လာရင်တော့ဒီအမြင့်တပည့်တပည့်လိုပဲအယမ်းမြင်တော့လေးတိုက်နှုံးတော့ခံရမှာပဲ။အဲ့တော့ကိုအောင်မြင်လာရင်လည်းတိုက်ခိုက်ခြင်းတွေသဘုတ်လေးတွေပြောခြင်းတွေအဲ့လိုဟာမှုတွေကြုံရမှာပဲ ဲ့တော့အဲ့ဓာတွေမကြုံကျင်တော့မလုံနဲ့ပေါ့ဝေဖန်ခြင်းတွေတိုက်ခတ်ခြင်းတွေတော့ခံရမှာပဲအဲ့ဓာလောကဓမ္မတာပါပဲကဲဒီချိန်မှာစိတ်ညစ်စရာနဲ့ပတ်သက်ပြီးအင်းအင်္ဂါသားသမီးတွေမှာမနိုင်ဝင်ထမ်းရတဲ့ကိစ္စမကျွမ်းကျင်တဲ့အလုပ်တွေလုပ်မိတဲ့ကိစ္စတွေကြောင့်ကိုယ်မှာစိတ်ညစ်ရတာမျိုးကြုံတွေ့ရတဲ့အပြင်ပေးစရာရှိတဲ့ငွေချင်းနဲ့ပတ်သက်ပြီးလို့ရှင်လည်းကိုကမပေးနိုင်ဘူးရမယ့်ဟာတွေလည်းခက်ခဲနေတာမျိုးအဲ့လိုဟာမျိုးနှစ်မျိုးနှစ်စားလောက်စိတ်ညစ်စရာကြုံတွေ့ရတတ်ပါတယ် ငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေကန်စာတာမှာကိုချစ်ရတဲ့သူနဲ့ပတ်သက်ပြီးစိတ်တော့ကစိတ်ညစ်စရာတွေဖြစ်တတ်တယ်။ကိုကသူ့ကိုခွင့်လွှတ်တယ်။မေတ္တာနဲ့ပတ်သက်လို့ရှိရင်ကိုဘက်ကအများကြီးထားတယ်။သူ့ဘက်ကျတော့ကိုကိုထားသလိုမျိုးမဟုတ်ဘူး။ကိုကိုအပြစ်မရှိအပြစ်ရှာမယ်။အဲ့တော့ तू ကအပြစ်တွေပြောဖို့များကိုကိုချစ်မိတာလားဆိုတဲ့ပုံစံမျိုးအဲ့လောက်ထိထင်ရအောင်ပဲကိုမှစိတ်ပြက်စရာတွေကြုံတွေ့ရတတ်ပါတယ်။ ကဲအဲ့တော့ဒီချိန်မှာအဲ့ဒီချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးရေရှည်ဆက်သွားမယ်ဆိုလို့ရှင်တော့လုံးဝအလားလာမကောင်းနိုင်ပါဘူးအဲ့ဒါကတော့ကိုနီးကိုဟန်နဲ့ကိုပံကိုစဉ်းစားပါဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရာလဲဒီကာလအတွင်းမှာဘလို့ပြောရမလဲမနေ့မှနှမ်းထွက်နဲ့မှန်းချက်မကိုက်တာမျိုးဖြစ်တတ်တယ်လို့သူကပြထားတယ်ကိုရွယ်တာတစ်မျိုးကြုံလာတာတစ်မျိုး ကိုမျောလင့်တာတမျိုးဖြစ်လာတာတမျိုးအဲ့တလူဟာကိုရည်ရွယ်ချက်ရည်မှန်းချက်မပြည့်ဝတဲ့ပုံစံမျိုးတွေကြုံတွေ့နိုင်ပါတယ်။အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအမားတွေမလုပ်ဘူးအကောင်းဆုံးနေဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်တွေအဲ့လိုဟာမျိုးအိမ်တော်ရှင်များဖို့ကြုံတွေ့ရတတ်တယ်။အချက်တော့ပဲအကျိုးနဲ့ဖြစ်မဲ့ကိစ္စတွေသူ့ကိုလည်းငါမပြောငါ့ကိုလည်းသူမပြောအောင်နေမယ်။ အဲ့တော့သူ့အကြောင်းငါအကြောင်းအဲ့တော့လှုပ်ဝဲပြီးတော့အကောင်းဆုံးဖြစ်အောင်ခံတီးပေးမယ်ဆိုတဲ့အကြောင်းအရာတွေဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမကုံသိတဲ့နေရာတွေမှာကုံနေငွေကုံကြီးကြများမယ်အဲ့လိုဟာမျိုးတွေဖြစ်တတ်ပါကြောင်းပါလေဗျဓိဝသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေများဖို့ကတော့ကိုယ့်ရဲ့မိတ်ဆွေတွေမှာဖရာเจ้าတို့ဘုန်းကြီးเจ้าတို့ဘာသာရေးအဆောက် အဆောက်အုံသွားတဲ့သူနောက်ဘာသာရေးခရီးနဲ့ပတ်သက်ပြီးသွားတဲ့သူမျိုးအဲ့လိုမိတ်ဆွေမျိုးရဲ့အမည်နာမမျိုးကိုအတိတ်ကောက်ချင်းအားဖြင့်ထီကနန်းအဖြစ်ကန်ကောင်းခြင်းနဲ့ရရှိပါလိမ့်မယ်။ကဲညံတာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့ငယ်စေတောင်ကြီးခလေးဘွားတွေကကို့အဖို့ကောင်းတဲ့မိတ်ဆွေတဦးတယောက်လောက်ကိုလက်ဆောင်ပစ္စည်းသူဘာလို့အပ်မလဲလိုအပ်တာလေးလက်ဆောင်ပေးလိုက်ပါ။အဲ့ဒီအခြေအနေစတင်ပြီးကို့အတွက်ကန်ကောင်းခြင်းအောင်မြင်ခြင်း အညံ့တွေအလုံးပြေပြောင်းခြင်းလက်လာပါရွှေလန်းခြင်းဖြစ်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများတို့ဒီမှာပဲနေကုန်ချုပ်ပြရသည်ကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992530358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကနေဖုန်းဆက်ပြီးတော့နာမည်စင်ပေးလို့ရပါတယ်ကဲဒီလောက်ပါပဲအင်္ဂါသားသမီးရောက်တဲ့ရောက်တဲ့ကြမ်းမှချမ်းသာလို့ဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာဗုဒ္ဓဘုရားသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသားသမီးတွေအတွက် 事业牙了，那他们三牙嘛；实力牙了，那他们三牙地不也偏吧嘞？保护大家的美丽牙牙嘛。那些人牙那不但比时带没家来的普遍不，普遍不，野生不，啊，抗生素不，啊，得了蛀牙的多啊，牙牙嘛，身上最多那个嘞，不算购买来交的，啊，刚刚刚来路子呢？哎，谁那怕骗你对的？顾客呢都，顾客们来都来时代没嚼的，喏，哎，从来不骗你的。过客们老很啊，都瞄着时代嚼来吧，喏。 မျောလဲတောင်းတရည်ရွယ်ချက်ကဗုဒ္ဓဘုရားသမီးတွေမှာခေါင်းပူခေါင်းဆုပ်စိတ်ညစ်စရာတွေကြံစည်စမြလွဲချော်တဲ့ကိစ္စတွေအဆင်ပြေအောင်လုပ်မယ်အောင်မြင်အောင်လုပ်မယ်နောက်တစ်ခါမလွဲချော်အောင်ငါကြိုးစားမယ်ဆိုတဲ့ရည်ရွယ်ချက်တွေဒါကိုရရင်ထဲမှာမျောလဲတောင်းတနေပါလေမမျောလဲမဲ့ဗုဒ္ဓဘုရားသမီးတွေဘလို့ဟာမို့ကြုံမလဲဘေးကျန်တဲ့ချက်အချက်သေးတွေကြုံတွေ့ရတတ်တယ်လက်ရှိနေရာမှာဘာလို့အလိုမကျလို့မကြမ်းမမသိပဲနဲ့ပူပင်တော့ကများပြီးတော့စိတ်တူစရာတွေစိတ်ညစ်စရာတွေဖြစ်နေရတတ်ပါတယ် နောက်ထပ်စိတ်ကြီးစရာတွေဘာတွေရှိသေးလဲဆိုလို့ရှင်တော့ကိုနဲ့အတူနေခဲ့တဲ့သူတွေအိမ်နီးနာချင်းကိုကူညီခဲ့တဲ့သူတွေကြောင့်ကိုမှာစိတ်ညစ်ပူပန်မှုတွေဖြစ်ရတဲ့စိတ်ဒုက္ခပေးမှုတွေခံစားရတတ်ပါတယ်။ငယ်ရွယ်တဲ့ဗုဒ္ဓဘူးသားသမီးတွေကန်ဆာတာမှာကောင်းသောကံကြမ္မာအလှည့်ပြောင်းနေတဲ့ဂျုံတွေးရလိမ့်မယ်။ရေရှည်ကောင်းစားဖို့ဒီချိန်ကနေစတင်ပြီးတော့ကြိုးစားရတာစတင်လောက်ကြရတာစတင်ခြေလှမ်းအဆအဆိုတဲ့ပုံစံမျိုးဂျုံတွေးရပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့လို့ရှင်လဲကောင်းသောပြောင်းလဲခြင်းအလှည့်ပြောင်းနေလာတတ်ပါတယ်ဝင်ငွေနဲ့ပတ်သက်လို့ကလည်းတီးတဲ့ထူးတဲ့ပုံစံမျိုးတီးတဲ့ဝင်ငွေကောင်းတဲ့အခွင့်အရေးကောင်းတဲ့ရရှိလာပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများပို့ကတော့ကြံစီသမျှလွဲချော်မဲ့စိတ်ကူးစိတ်တန်းနဲ့အကုန်လုံးတစသည်လွဲချော်ကြတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ဖောက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမကုံသင့်တဲ့နေရာတွေမှာငွေကြေးကုန်ကြမှုအများကြီးပါလာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီဝသနာပါလို့ထီတိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့လာရောင်အောက်မှာရှားကြည့်ပါလာရောင်အောက်မှာရှားကြည့်ပါသို့မဟုတ်လာရောင်ပါသောစတေကာများဗီနိုင်းများဝေါ်ရှိတ်များအဲ့ဒလိုဟာမျိုးတွေကိုအတိတ်နမိတ်ကောက်ကြည့်ပါအဲ့အပေါ်မှာရှားကြည့်အဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစ်စုံတည်းရာတွေ့ရပါလိမ့်မယ်ညံ့တာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့တီကုန်းထားသောပန်းများ ဇပယ်ပန်းတွေတီကုန်းထားတဲ့ခရီးပန်းတွေတီကုန်းထားတဲ့စသည်အဖြစ်အဲ့လိုမျိုးတီကုန်းထားတဲ့ပန်းများကိုချိန်ဆွဲခြင်းလူတန်းခြင်းမွန်မြတ်သောနေရာမှာစက်ကတ်ခြင်းလူတန်းခြင်းအဲ့လိုဟာမျိုးလုပ်လိုက်ပါသီးသက်သာကန်ထူးပြီးတော့ကောင်းမွန်ပြီးလက်လာပါပွင့်လန်းသွားပါလိမ့်မယ်လို့ပြောရင်ဘုဒ္ဓဘူးသားမိများတို့ဒီမှာပဲနေကုန်းချုပ်ပြရစေကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့နေ့လည်း 17နာရီရနေ17နာရီအတွင်းကိုဖုံးဆက်မယ်နာမည်စင်းပေးမယ်ညနေ3နာရီအထိတဦးချင်းကိုပြန်လဲဟောကြားပေးမှာဖြစ်ပါတယ်ကျွန်တော်ကျော်စင်းဖန်ပါဂျာတာပရိသသမိမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာတာပရိသသမိတွေအတွက်8ရက်9လ2025မှာ14ရက်9လ2025ထိပဲဖြစ်ပါတယ်ဂျာတာပရိသသမိတွေရဲ့ယဉ်နှမ်းမှာယခုကြုံတွေ့နေရသောကျန်းမာရေးအခက်အခဲငွေကြေးအခက်အခဲပူပင်သောကစိုးရိမ်စိတ်အဲ့ဒါလိုဟာမျိုးတွေအားလုံး ကောင်းပါပါလိမ့်မယ်။ကောင်းပြီးတော့စိတ်ချမ်းသာစရာတွေလန်ဆန်ပေါ်ပါပြီးတော့အဲ့ဒါလိုလောကလယ်မှာရက်တည်ရတာ၊တွားရတာ၊လာရတာ၊နေရတာအတိတ်ပဲရှိလို့ခံစားရမျိုးကြုံတွေ့ရမယ်။အဲ့ဒါလိုအကြောင်းအရာလေးကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်။အဲ့တော့တရားမရှိလို့လည်းမဟုတ်ဘူး။တရားရှိပြီးသားပဲ။အကုန်လုံးသိပြီးသားပဲကြာလာပြီးသားသမီးတွေမှာနော်။ ဲ့တော့အဲ့ဒါလိုအကြောင်းအရာလေးကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင့်တောက်တရည်ရွယ်ချက်ကတော့အဝေးတနေရာနဲ့ပတ်သက်ပြီးကံကောင်းဖို့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်ဖို့ကိုစူးစမ်းပေးလိုက်တဲ့ဟာတွေကအဆက်အစအရာရာကံကောင်းခြင်းတွေဖြစ်ဖို့အဲ့ဒါလိုဟာမှုတွေမျောလင့်တောက်တမိတာမျိုးဖြစ်နေရတတ်တယ်မမျောလင့်မဲ့ဘယ်လိုဟာမှုကြုံမလဲအာကုတို့ကင်းအောင်နေမယ်တယောက်သေးလဲအဆင်ပြေအောင်နေမယ်အဲ့တော့ကိုကိုကိုကံကောင်းအောင်နေမယ်အိမ်ကောင်းရာကောင်းနေတဲ့ဆောက်လုပ်မယ် အတိတ်ပဲရှိရှိလူ့ဘဝကိုချက်ချက်နာနာဖြတ်တန်းမယ်ဆိုတဲ့အကြောင်းအရာတွေမပြောလင်ပဲကြုံဆုံရလိမ့်မယ်တွေးခေါ်ရလိမ့်မယ်ဖြစ်ပေါ်ရလိမ့်မယ်အခုဒီချိန်မှာစိတ်ရစရာအနေနဲ့ကတော့မိတ်ဆွေအပေါင်းအသင်းချာမှာဂုံငယ်မှာပဲတွေးပြီးတော့စိုးရိမ်တယ်ကဲ့ရဲ့မှာပဲတွေးပြီးတွေးပြီးတော့စိုးရိမ်ပူပန်မှုတွေဖြစ်နေရတတ်တဲ့စိတ်ညစ်နေရတတ်ပါလေငယ်ရွယ်တဲ့ဇာတာပိသားသမီးတွေကန်စာတာမှာဆုံးဖြတ်ရန်အကျက်တဲ့နှစ်ခုနဲ့ရင်ဆိုင်ရတတ်တယ် ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စဘဝရည်တည်မှုနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးကိစ္စအဲ့လိုဟာမျိုးတွေကိုစိတ်ညစ်စရာနှမျိုးနှမျိုးနှမျိုးခုမှဖြစ်ပေါ်တတ်တယ်ကြုံတတ်တယ်ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းနှမျိုးနှစဝင်ငွေကောင်းရရှိအောင်လုပ်လို့ရပါလျက်နဲ့ကိုကမလုပ်တာမျိုးအချိန်မကုန်သေးမဲ့ကုန်သွားတာမျိုးအချိန်ဖြုံးမိတာမျိုးအဲ့လိုဟာမျိုးတွေကြောင့်ကိုမှဝင်မဲ့လက်တွေပိတ်သွားတာမျိုးဖြစ်ပေါ်တတ်ပါတယ် အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့မကြခင်မှာခကြီးတစ်ခုကပြန်လာပြီးတာနဲ့အိမ်အောင်ကြီးရောပျော်ရွှင်မှုရောငွေကြေးရောလက်လာပါအောင်အကုန်လုံးအကုန်လုံးကတ်ကောင်းသွားပါလိမ့်မယ်ဒီကြားထဲမှာဆိုလို့ရှင်တော့အဆင်မပြေမှုတွေကြုံတွေ့ရပါလိမ့်မယ်ကိုဖြစ်ချင်းသလိုမျိုးတစ်ဖက်လူကမလုပ်ဘဲနဲ့သူသူစိတ်ကိုယ်တိုင်သူ့မှာလုပ်ချင်တာတွေလုပ်နေတာမျိုးကြုံတွေ့ရပါလိမ့်မယ်ဖောင်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းခရီးသွားလာမှုတစ်ခုခုကြောင့်သို့မဟုတ်ဧည့်သည်ကြောင့် အဲ့လိုဟာမျိုးကြောင့်ဝေကုန်ကြီးကြများပါလိမ့်မယ်လို့ပြထားပါတယ်။ဓိဝသနာပါလို့ထီရိုးခြင်းနဲ့မိတ်ဆွေများဟိုကတော့အရင်တော့ကကိုယ့်ရဲ့ဘဝမှာကံကောင်းခဲ့ဘူးတော့ကနန်းများနံပါတ်များကိုအတိတ်အတိတ်ပြန်လဲကောက်ကြည့်ပါအဲ့ဒါလေးကိုပြန်ပြီးတော့မှတ်ကြည့်ပါအဲ့ဒီကနန်းများဒီကိုယ့်အတွက်နောက်တစ်ကြော့နောက်တစ်ပတ်ပြန်ပြီးတော့ကံကောင်းခြင်းဆိုတဲ့ဟာမျိုးကြုံပါလိမ့်မယ်။ညနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့မိမိအကြိုက်ဆုံးဟင်းလျာတမျိုးမျိုးစားစရာတမျိုးမျိုးတောက်စရာတမျိုးမျိုးကို ယဟန်တန်ကသီလရှိတဲ့သူများအလူတန်းချင်းအားဖြင့်ကျွေးမွေးခြင်းအားဖြင့်ကိုယ့်အတွက်အညံ့တွေအလုံးပြည့်ပြောက်ကောင်းမွန်ပြီးအောင်မြင်မှုအပြားပြားရရှိပါလိမ့်မယ်လို့ပြောရင်ကြာသာပြီးသားသမီးများတို့ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့နေ့လည်း7နာရီကနေ7နာရီပြန်မှာဖုန်းဆက်မယ်နံပါတ်စီးပေးမယ်ညနေ3နာရီအထိတဝူးချင်းစီကိုပြန်လဲဟောကြားပေးမှာဖြစ်ပါတယ် ကဲအားလုံးအရောက်တက်ရောက်တက်ကြမ်းမှချမ်းသာလူဝဆန္ဒပြုဝပါစေ။တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။တောက်ကြသားသမီးများအတွက်၈ရက်၅လ2025မှာ14ရက်၅လ2025အထိပဲဖြစ်ပါတယ်။တောက်ကြသားသမီးတွေရဲ့ယင်းထဲမှာငကားမန်းတိအောင်အမောက်ထောင်ပြခြင်းနဲ့ဒေါသတွေအရန်ထွက်တယ်။အဲ့ဒီအတွက်ကြောင့်ယင်းထဲမှာဒေါသတွေမျိုးတက်အောင်ကိုကိုကိုအကောင်းဆုံးဖန်တီးဖို့ဝမ်းမနေပဲနဲ့ရှေ့ဆက်နိုင်ဖို့ဒေါသမထွက်ပဲနဲ့ရှေ့ဆက်နိုင်ဖို့ အဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကအဲ့ဒီဒေါသတွေကိုပဲဆက်လက်ပြီးတော့နောက်တစ်ခါထပ်ပြီးဒီတဲ့ဆိုးအောင်မဖြစ်အောင်ပဲဒါကိုရရင်ထဲမှာ မျောလင်းတောင်းတနေပါတယ်။ဒေါသကနေပြီးတော့ဓာတ်နေပြီးတော့ပန်းလေးတွေဖြစ်အောင်ကြိုးစားဖို့ဒါကိုရရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။မမျောလင်းမဲနဲ့ဘယ်လိုဟာမှုကြုံမလဲခက်ခဲခြင်းကြံတန်းခြင်းအဲ့လိုမျိုးတွေနဲ့ ဘဝမှာငါဘလို့ရှေ့ဆက်မလဲဆိုတော့မနှက်ဖန်တွေအတွက်နောက်နေ့တွေအတွက်နောက်ရက်တွေအတွက်နောက်လတွေအတွက်နောက်နှစ်တွေအတွက်စသည်အားဖြင့်အဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကိုယ်မှာရင်လေးပြီးပူပင်တော့ကညာမယ်အဖြစ်မျိုးတွေကြုံတွေ့ရလိမ့်မယ်စိတ်ညစ်စရာနောက်ထပ်ပူပင်တော့ကအနေနဲ့ပါလိရှိသေးလဲဆိုလို့ရှိရင်အချစ်ရေးချစ်ချင်းမေတ္တာမေတ္တာရေးရနားလည်မှုလွဲတာစသည်အားဖြင့်အတွက်ကြောင့်ကိုယ်မှာစိတ်ညစ်မှုအစာပေါင်းများစွာကြုံတွေ့ရတတ်ပါတယ်အဲ့ဒါတော့အဲ့ဒီစိတ်ညစ်စရာတွေကမကြခင်မှာ နားလဲသွားလိမ့်မယ်ကိုရှင်းပြစရာတော့မလိုဘူးအဲ့ဒါလို့ဟာမို့ကြုံပါလိမ့်မယ်အဲ့တော့ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်စားတာမှာဆိုလို့ရှင်တော့ငွေကြေးလုံးကြီးခဲကြီးရမယ်အောင်မြင်ခြင်းအဖျားဖျားသူ့မတူအောင်ထူးထူးခြားခြားကံကောင်းခြင်းတွေကြုံပါလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမမျှော်လင့်မဲ့ရုပ်တရက်ဝင်ဝေကောင်းလက်လာပါကြီးကြီးမားမားရရှိပါလိမ့်မယ်လို့ပြထားပါတယ် ။ဒိန်အောင်ရှင်မိတ်ဆွေများဖို့ကတော့စကားပြောဆိုမှုအဆင်မပြေတာမျိုးတုံးနဲ့တူဒေါသတာရန်လိုတန်နဲ့ဆက်ဆံတာမျိုးငြိမ်ငြိမ်ချမ်းချမ်းချင်းချင်းနာနာမရှိတဲ့ပုံစံမျိုးတွေနဲ့ဆက်ဆံခြင်းအဆလုဟာမှုရှိတတ်တယ်။အိမ်ဆောင်ရေးမှာမနှွေးသေးဘူးဆိုတဲ့ပုံစံမျိုးဖြစ်ပေါ်တတ်ပါလေ။ဖွင့်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းခྱི་သွာလာမှုရင်ရထားအတ္တလိုကိစ္စမျိုးတွေကြောင့်ဝေကုန်ကြည့်ကြများပါလိမ့်မယ်။ဓိဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများအဖို့ကတော့ အိမ်ပြည့်ကြီးတွေနားအိမ်အဟောင်းကြီးတွေနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဒန်းတစုံတရာတွေ့ရပါလိမ့်မယ်ကဲညံ့တာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရာအနေနဲ့ကတော့ငယ်ရွယ်တဲ့ဇုံတွဲအတွဲများကိုလက်ဆောင်ပစ္စည်းပေးခြင်းအဲ့တော့လမ်းစေးပေးခြင်းစားစရာပေးခြင်းအဲ့ဒါလို့ကုညီပံပိုးပေးခြင်းမင်္ဂလာလက်ဖွဲ့လက်ဖွဲ့ခြင်းအဲ့ဒါလို့စသည်အားဖြင့်နေလှုပ်ပေးလိုက်ပါအဲ့ဒါဆိုတောက်ကြပါမိအားလုံးအရောက်တိုင်းအရောက်တိုင်းကံကောင်းခြင်းအောင်မြင်ခြင်းအញ្ញံခိုက်ပြီးပြေပျောက်ခြင်းဆိုတဲ့ ရရရဖြစ်သွားပါလိမ့်မယ်။ကဲကျွန်တော်ကြော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992530 358ပဲဖြစ်ပါတယ်။အဲ့ဒီဖုန်းနံပါတ်ကို7နာရီရနေ7နာရီခွဲမှာဖုန်းဆက်မယ်။နာမည်စင်းပေးမယ်။ညနေ3နာရီထိတူးချင်းပြန်လဲဟောကြားပေးလျက်ရှိပါတယ်။ကျွန်တော်ကြော်စင်းဖန်ပါ။ကျွန်တော်မိတ်ဆွေများအရောက်တိုင်းရောက်တိုင်းကြားမှာချမ်းသာလို့ဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာ။စနေသားမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ရှေ့ရက်9လ2025မှာ 24ရက်5လ2025ဒီပဲဖြစ်ပါတယ်။စနေသားမီးတွေရဲ့ရင်းနှီးမှာကိုယ့်ထံငွေရတဲ့သူတွေအတွက်ကိုသူတို့စိတ်ချမ်းသာဖို့သူတို့အတွက်ကိုယ်မှဖြည့်ဆည်းပေးဖို့ပံ့ပိုးပေးဖို့အဲ့ဒါလိုအကြောင်းအရာတွေကိုစဉ်းစားနေတဲ့အပြင်လူမသိအောင်ကိုယ်လုပ်ထားတဲ့ကိစ္စတွေပူပေါ်သလိုပေါ်မဲ့အကြောင်းအရာတွေကိုအခုရင်းနှီးမှာစိုးရိမ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်။မျောလင်းတောက်တရည်ရွယ်ချက်ကတော့မိသားစုလိုက်ဒီတဲ့ကောင်းတဲ့နေရာကိုရွှေ့ပြောင်းဖို့နေထိုင်ဖို့သွာလာဖို့အဲ့ဒါလိုဟာမျိုးရည်ရှည်အတွက် စီမံကိန်းချဖို့ကိုဒါကိုရရင်ထဲမှာမျောလင်တောင်းတနေပါတယ်လက်ရှိနေရာမှာနေလို့ကတော့လုံးဝကိုအဆင်ပြေတော့မှာမဟုတ်တော့ဘူးလို့ပြထားပါဗါတယ်အဲ့တော့မမျောလင်မဲ့ဘယ်လိုဟာမို့ကြုံမလဲအောင်မြင်မှုအပြပြရရှိမယ်ငွေကြေးကံကောင်းမယ်ပံ့ပိုးတဲ့သူတွေကူညီတဲ့သူတွေအကြံဉာဏ်ကောင်းပေးတဲ့သူတွေအဲ့လိုစသည်အားဖြင့်နေကြုံတွေ့ပြီးတော့အဆဆာရအဆင်ပြေသွားပါလိမ့်မယ် စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့မကြာခဏကိုယ်ပြဿနာရှာလိရှာတာရှိတော့ရန်လုံနေတဲ့သူတွေကြောင့်ကိုယ်မှာစိတ်ညစ်ပူပန်မှုဖြစ်နေရတတ်တယ်သူတို့တွေနဲ့မစုံကြင်ဘူးမတွေ့ကြင်ဘူးအဲ့တော့ကောင်းမှုကုသိုလ်လုပ်တဲ့လမ်းမှာတော့မစုံကြင်ဘူးဗျာနော်အဲအဲ့လိုဟာမျိုးထိအောင်ကိုယ့်ရဲ့ရင်ထဲမှာနာကြီးတာမုန်းလို့တဲ့အတွက်ကြောင့်စိတ်ညစ်စရာတွေဖြစ်ပေါ်တာတတ်ပါလေ ငယ်ရွယ်တဲ့စနေသားသမီးတို့ရဲ့ခန်းစားတာမှာကိုချစ်ရတဲ့သူကိုပံ့ပိုးခြင်းနဲ့ကူညီခြင်းနဲ့သူ့ကိုကုထက်စိတ်ချမ်းသာစေခြင်းနဲ့ကိုပျော်ရတာတဲ့သူ့ကိုပျော်စေခြင်းနဲ့ဆိုတဲ့အတွေ့အကြုံတွေအခုရင်းနှီးမှာဖြစ်ပေါ်လာတတ်ပါတယ်။ကျင်းတွေကိုလည်းပြန်လဲသူပျော်ရွှင်ဖို့လုပ်ပေးနိုင်ခွင့်ရရှိပါလိမ့်မယ်။သူစိတ်ချမ်းသာဖို့ဖန်တီးခွင့်တွေရရှိပါလိမ့်မယ်။အဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်း အောင်မြင်မှုဖြာဖြာရရှိမယ်ကံကောင်းခြင်းတွေကြုံမယ်စိတ်ကူးစိတ်တန်တွေကောင်းပါလိမ့်မယ်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဒီကာလအတွင်းမှာဝင်ငွေကောင်းတွေရရှိလိမ့်မယ်စုဆောင်းမိတဲ့ပုံစံမျိုးဒီအောင်ကံကောင်းပါလိမ့်မယ်အိမ်တော်ရှင်မိတ်ဆွေများအဖို့ကတော့လက်ရှိနေရာမှာအဆင်ပြေအောင်ဆက်နေရင်ကောင်းမလားအဲ့တော့သူကောင်းကောင်းမကောင်းကိုကောင်းအောင်လုပ်မယ်ရှေ့ဆက်မယ်အောင်မြင်အောင်လုပ်မယ် ဲ့တော့သူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေငါဘုရားငါတော့အောင်မြင်အောင် လုပ်ရမှာပဲဆိုတဲ့အတွေးတွေနဲ့ဒါအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးအထီးကျန်မှုတွေကြုံမဲ့တူးနဲ့တူးမလေးစားတာမျိုးအဲ့ဒါမချစ်ခင်တာမျိုးအခြေအနေနဲ့ပတ်သက်ပြီးပေါ့သွားတာမျိုးအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်ကြုံတတ်တယ်ဖွင့်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းခྱི་သွာလာမှုခྱི་လမ်းပန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်ဝေကုန်ကြီးကြများပါလိမ့်မယ်။ဓိဝသနာပါတို့ထီထိုးခြင်းနဲ့မိတ်ဆွေများဟူတာတော့ အုတ်ထုတ်တွေထားတဲ့နောက်မှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတွေရတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့အတွက်ကတော့အယူများငြိမ်ညံသွင်းမပြေဝတဲ့သူများကိုစားစရာအဝတ်အထည်အတ္တလို့စားစရာဖြင့်ဖနက်လှူတင်တာလှူလိုက်သူလိုအပ်မဲ့ခင်တဲ့ဟာလေးတွေကိုလှူဒန်းပြီးတော့အလိုရှိရာဆူတောင်းကြည့်လိုက်ပါတိတိတသာစနေသားသမီးတွေအတွက်ကံထူးကောင်းမွန်ပြီးအောင်မြင်မှုဖြစ်ပြရရှိပါလိမ့်မယ်လို့ပြောရင်းစနေသားသမီးများအတွက်ဒီမှာပဲဒီကုန်းချုပ်ပြရစီ 吉诺也泡那白干咯，豆芽菇、嫩芽芽、豆豉菜、豆芽菜白皮巴嘞。哎，泡那白菇塞味咯，塞得耐咽呢，塞得耐味哦，塞没塞味，难免鲜白没。皮蛋呢没水咯，来一碗吉诺泡面好味咯，豆青子偏来好加杯白皮巴嘞。白饭呢十多粒来一碗嘞，俺奶奶一个大年夜米饭几内多，几内家伙呢可能大米八碗嘞。哎，白饭呢十多杯咯，每年来一碗子来的。该吉诺叫人拍吧，没水，心里打顿阿老。 လူရဆန္ဒပြုပါပါစေဘေးဥပါအနေရဲ့ကင်းပါစေစိတ်ချမ်းသာကိုကျမ်းမာပါစေလို့မေတ္တာပို့ဆုတောင်းပေးပါတယ်ဗျာအားလုံးတက်တာပါ